ကတော့16ကြိမ်တောင်ကမ္ဘာအချမ်းသာဆုံးဖြစ်ခဲ့တဲ့ဘီလီယံနာတည်ကြီးပဲဖြစ်ပါတယ်။ Microsoft Company ကိုတည်ထောင်ပြီးကွန်ပျူတာလောကကိုပြောင်းလဲစေခဲ့တဲ့သူ။ဆရာဝန်တယောက်မဟုတ်ပေမဲ့ကုသရောဂါကြောင့်ကမ္ဘာလူသေဆုံးမှုနှုန်းကိုရှင်းချနိုင်ခဲ့တဲ့သူ။ဒါအပြင်သူ့ပိုင်ဆိုင်မှုရဲ့69ရာခိုင်နှုန်းကိုကမ္ဘာကြီးကိုလူနန်းသွားမယ်လို့ပြောခဲ့တဲ့သူပဲဖြစ်ပါတယ်။ How much do you think you've given away? I've given over 100 billion. but I still have more care. ဟုတ်ပါတယ်သူကတော့အားလုံးကသိကြတယ် Microsoft company ကိုတည်ထောင်ပြီးဘီလီယံနာတတိယဖြစ်လာခဲ့တဲ့ Bill Gates ဖြစ်ပါတယ်တချို့တွေကတော့သူ့ရဲ့လုပ်ရက်ကိုသဘောကျကြပေမဲ့တချို့တွေကတော့သူ့ကိုမျိုးမျိုးဝေဖန်တိုက်ခိုက်ကြပါတယ်ဒါပေမဲ့သူတို့မသိသေးတာက Bill Gates ရဲ့ငယ်ဘဝကတော့ကျွန်တော်တို့ထင်တာတည်းပိုစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာပါပဲငယ်ငယ်လေးကတည်းကကွန်ပျူတာပရိုဂရမ်တွေကိုသာစိတ်ဝင်စားခဲ့တဲ့သူ့ကိုပြီးပါတွေကရှေ့နေလုပ်ဖို့ပဲ PR ပေးခံခဲ့ရပါတယ် ဒါပြီးအောင်မြင်မှုရလာတဲ့အချိန်မှာလဲစိတ်ကြဝေးနာနဲ့အိမ်မပြောတဲ့ယောဂတွေကိုပါခံစားခဲ့ရပါတယ်။ဒါဆိုရှင်းနေလို့ဘူးပဲ PR ပြီးခံရတဲ့ကောင်းလေးတစ်ယောက်ကမိဘတွေရဲ့ဆန္ဒကိုဘယ်လိုများရုပ်ထွက်ပြီးကဘာကျော်ဘီလီယံနာတတိကြီးပြောက်ဖြစ်လာခဲ့တာလဲ။အောင်မြင်မှုရလာတဲ့အချိန်မှာဘာကြောင့်များစိတ်ကြဝေးနာနဲ့အိမ်မပြောတဲ့ယောဂကိုခံစားခဲ့ရတာလဲ။မင်္ဂလာပါကျွန်တော်ကတော့ဘဝခွန်အပြီးစာပေတွေနဲ့ဗဟုထုတရစီမဲ့အကြောင်းအရာတွေကိုအငြင်းအံပြဝင်နေဆက်ပေးနေမယ် COF ကစိုင်းကိုတွေပဲဖြစ်ပါတယ် ဒီဗီဒီယိုကတော့မထင်မရှားကောင်းလေးဘွားကနေကဘာကျော်ဘီလီယံနာတတိယတယောက်ဖြစ်လာခဲ့တဲ့မိခဲ့ရဲ့အကြောင်းပဲဖြစ်ပါတယ် ူနာမည်ပြည်စုံကတော့ William Henry Gate ပဲဖြစ်ပါတယ်သူကိုအမေရိကန်နိုင်ငံ Seattle မြို့မှာမွေးဖွားခဲ့ပြီးတော့သူ့ရဲ့ငယ်ဘဝကတော်တော်လေးအထူးကျန်ဆန်းခဲ့ပါတယ်ဘာလို့လဲဆိုတော့သူဟာငယ်ငယ်လေးကတည်းကစာဖတ်ရတာဝန်းကပါပြီးကွန်ပျူတာပရိုဂရမ်တွေကသာစိတ်ဝင်စားခဲ့တာကြောင့်သူ့မှာပေါင်းသိမိတ်ဆွေဆိုတော့မရှိသလောက်ပါပဲဒါကြောင့်ပဲသူ့မိဘတွေကသူ့ကိုကြောက်တက်ဖို့နဲ့ရှင်းနေလို့ဖို့ပဲဖိအားပေးခဲ့ပါတယ် ဒီလိုမျိုးကိုမလုတ်ချင်တဲ့အလုပ်တစ်ခုကိုအတင်းကျဖိအားပေးခံရတဲ့ကောင်းလေးဟာဒီနေ့မှတော့သူမိဘတက်စီချင်တဲ့ Harvard တက္ကသိုလ်ကနေကြောင်းထွက်ဖို့စုပ်ပြန့်ခဲ့ပါတယ်။အဲဒီနောက်မှာတော့သူဝန္ဒနာပါတဲ့ computer နဲ့ပတ်သက်တဲ့ Microsoft company ကိုတည်ထောင်ခဲ့ပါတယ်။ဒီလိုနဲ့ပဲဒီနေ့ပြည်နယ်စူးစမ်းရင်းနဲ့သူအသက်30ရွယ်ရောက်တဲ့အခါမှာတော့တိုင်ငယ်ဆုံးဘီလီယံနာတတိယပြောက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့သူ့အောင်မြင်မှုအစမှာပဲမထင်မှတ်ထားတာတွေနဲ့ကြုံလာခဲ့ရပါ ။တနေ့မှာတော့သူ့ရဲ့ company က anti threat ဥပဒေချူပေါင်းမှုနဲ့ America နဲ့ဥရောပသမဂ္ဂတွေမှာတရားစွဲဆိုခံခဲ့ရပါတယ်။ဒါအပြင်သူ့ရဲ့ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Apple company ကလည်းသူတို့ရဲ့ graphical user interface လို့ခေါ်တဲ့ GUI နည်းပညာကိုခိုးယူခဲ့တယ်ဆိုပြီးစွပ်စွဲတဲ့နဲ့ဘေးကိတ်ကိုမီဒီယာမှာလူဆိုးကြည့်အဖြစ်အမျိုးမျိုးပုံဖော်ခဲ့ကြပါတယ်။ဒါတွေကြောင့်ပဲဘေးကိတ်ဟာစိတ်ကြဝင်လာရလာခဲ့ပြီးတော့အိမ်မပြောတဲ့ယောဂါကိုစတင်ခံစားလာခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့သူဟာတရားစွပ်စွပ်မှုတွေကိုရဲရဲရင်ဆိုင်တယ်ပြီးတော့သူ့ရဲ့ company ကိုဥပဒေနဲ့အညီပြန်လည်စီမံခဲ့ပါတယ်ဥပဒေလေးစားစရာကောင်းတာတူပါဒီလိုမျိုးတွေကြုံနေရပေမဲ့သူ့ရဲ့ကြွယ်ဝချမ်းသာမှုတွေကိုလိုအပ်တဲ့နေရာတွေမှာသူ့ကိုမင်းရဲ့ Melinda Gate ဆိုတဲ့ foundation တခုကိုတည်ထောင်ခဲ့ပါတယ်ပြီးတော့ခုဆက်ယောဂတွေကြောင့်လူသေဆုံးမှုမြင့်တက်နေတဲ့အာဖရိကလိုလိုနိုင်ငံတွေမှာထောက်ပံ့ကူညီပေးခဲ့ပါတယ် ကျွန်တော်ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲသူ့ရဲ့ကူညီမှုတွေကြောင့်ပဲကုဆက်ယောဂကြောင့်လူသေဆုံးမှုနှုန်းကိုတဝက်နီးပါးတော့ရှင်းချနိုင်ခဲ့ပါတယ်။ဒါအပြင်2019မှာဖြစ်ခဲ့တဲ့ကမ္ဘာလုံးဆိုင်ရာ COVID-19 ယောဂမှာလည်းကူညီခဲ့ပေမဲ့သူ့ကိုမုန်းတီးနေတဲ့သူတွေကတော့အမျိုးမျိုးဝေဖန်တိုက်ခိုက်ခဲ့ကြပါတယ်။ဒီလိုမျိုးဝေဖန်တိုက်ခိုက်မှုတွေရှိနေပေမဲ့သူကတော့ Prider လုပ်ငန်းတွေကိုဆက်လက်လုပ်ဆောင်နေဆဲပဲဖြစ်ပါတယ်။ဒါပြေသူတည်သွားတဲ့အခါမှာလဲသူ့ပိုင်ဆိုင်မှုရဲ့90%ကိုရခိုင်တို့ကိုကဘာကြီးကိုလူနံသွားမယ်လို့ပြောခဲ့ပါတယ် ဘသူတွေဘလောက်ပဲတက်ခဲနေပါလဲသူရဲ့လှုပ်ဆောင်ချက်တွေကကျွန်တော်တို့လူသားတွေအတွက်အကောင်းဘက်ကိုဦးတည်လာနေတာဆိုတာကိုတော့ဘသူမှငြင်းလို့မရပါဘူးသူရဲ့ဖြစ်ဖြစ်လေးကနေသူ့ဇာတ်တွေအားကြီးရှိနေပါတယ်အဲ့ဒါတွေကတော့ဘသူတွေဘလောက်ပြောပြောကိုယုံကြည်ရာကိုစိတ်မမတ်လုပ်ဖို့နဲ့ဘလောက်ပဲအောင်မြင်နေတဲ့သူတွေပါလဲကိုယ့်ကိုချစ်တဲ့သူတွေကကိုယ့်ကိုအကောင်းပြောပြီးကိုယ့်ကိုမချစ်တဲ့သူတွေကတော့ကိုယ့်ကိုအဆိုးပြောနေမှဆိုတာလောကကြီးရဲ့သဘောပါပဲသဘောပါပဲ